အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်တို့တရက်17လဖြစ်ပါပြီဗျာနော်တရက်17လ2025နိုဝင်ဘာလဖြစ်ပါတယ်ဒီနေ့ကစနေနေ့ပေါ့ဗျာနော်စနေနေ့ဒီနေ့ညမှာပွဲစဉ်ဒီအများကြီးရှိပါတယ်နော်ဒီနေ့ညပါဆိုရင်အင်္ဂလန်ပရီးမီးယားလိအီတလီစီးရီးဒါလိပေါင်းဆောင်ပွဲစဉ်တွေရှိတယ်ဒါကစားမဲ့ညီကိုတို့ကတော့အဆင်ပြေမဲ့ညတညတော့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်တချို့ကြောက်ရတာပွဲများတာရွေးချယ်ရတာခက်တယ်ပေါ့ဗျာနော်မောင်းစောတဲ့ညီကိုတို့ကတော့ဒီနေ့ည အဆင်ပြေလောက်မယ်ပွဲများတဲ့အတွက်ပေါ့ဗျာနော်အဲမောက်ကလေးလေးလိုချင်တဲ့ Telegram Channel ကိုဒီနေ့လာ join လာပါ Telegram Channel မှာမောက်ကလေးတင်မှာဖြစ်ပါတယ်ညတော့ဒါနှစ်ပွဲရွေးချယ်ပြီးခဲ့တဲ့အထဲမှာတော့ဂီတာဖေးပွဲစဉ်မှာတော့ဂီတာဖေးရဗျာပြီးခဲ့နေမှာဒါတော့1 z 1နဲ့1 z နဲ့ပြီးပြီထင်တာဗျာနော်ပြီးခဲ့နေမှာဒါမိနစ်60 80ကျော်မှာဒါ goal တွေရပြီးတော့2 1ဆိုရယ်နှုတ်မဆိုကျွန်တော်မောင်းပေါက်တယ်ဂီတာဖေးတပွဲတည်းနဲ့ကျိုးသွားဖြစ်တယ်နော်ဒေါမောကလည်း အောင်နဲ့ဝက်စားနဲ့ပေါ့ဗျာနော်ကဲဒီနေ့ညမှာတော့ကျွန်တော်၄ပွဲလောက်ထိကိုရွေးချယ်ထားပေးတယ်ဒီနေ့ညပွဲစဉ်တွေကြီးနေကြီးထားရင်ကြည့်ပြီးတော့အဲကြိုက်ဆုံးပွဲ၄ပွဲလောက်ကိုရွေးထုတ်ပေးတာဖြစ်ပါတယ်နော်အရင်ဦးဆုံးကျွန်တော်အစောပွဲတစ်ပွဲလေးကိုကျွန်တော်ရင်းဆုံးသုံးသပ်ပေးမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်9:00ခန်းကွဲမှာလာမယ်ဗီလာယီယန်နဲ့ဘလာကာနိုရဲ့ပွဲစဉ်လေးကိုရင်းဦးဆုံးရွေးချယ်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဗီလာယီယန်နေပြီးတော့ဘလာကာနို 1ပေါင်90ကျေးဖွင့်လှစ်ထားတယ်9ပေါင်ကျေးမှာတော့3လုံးကို90စာဒီကျေးလေးဖွင့်လှစ်တာဖြစ်ပါတယ်เนาะဒီလာကြီးကဒီနေ့ညမှာဘလက်ကာတိုကိုကျေးဖွင့်လှစ်ထားတဲ့အနေထားရာဒီနေ့ညမှာဒီလာကြီးရဲ့အနေနဲ့ဘလက်ကာတိုကိုနိုင်ကျေးဖြစ်ပါမလားပေါ့ဗျာเนาะလက်ရှိဒါဒီလာကြီးရဲ့ခြေစားပိုင်းကိုကျွန်တော်တို့တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင်နောက်ဆုံးပြိုင်ပွဲဆုံး9ပွဲလောက်ကံပြီးသွားတဲ့အနက်မှာ တပွဲနိုင်ထားပြီးတော့ကျွန်တော်တို့နှစ်ပွဲရှုံးနှစ်ပွဲသေဆိုရလဲထွက်ပေါ်ထားတယ်သူနေတဲ့ချန်ပီယံလိမာတော့ဒါကျွန်တော်တို့ဂျူပီတာကိုတူတူကန်တယ်ပြီးကြရင်တော့ယူမက်ထရီကို3-1နဲ့ရှုံးတယ်ဘက်တစ်ကိုတူတူကန်လာခဲ့တယ်မန်စီးတီးကို0-2နဲ့ရှုံးလာခဲ့ပြီးတော့တော့နောက်ဆုံးဘလင်စီယာနဲ့ပွဲမှာတော့ဝင်းခွက်နဲ့0-2ဆိုတဲ့ရလဲနဲ့ဘီယာကြီးကနိုင်ပွဲရတာဖြစ်တယ်လက်ရှိဒီနေ့ညမှာဘလင်ကာနိုဒီနေ့ည1.50ဖွင့်လှစ်ထားတယ်လက်ရှိမီလာ ဘလကနိုရဲ့ခြေသားမှရတော့ဒါအားရစရာကောင်းတယ်။နိုင်ပွဲဆုံး၅ပွဲလောက်မှာသူ့နေနဲ့ဒါ၅ပွဲလောက်ထိကိုအနိုင်ရထားတာဖြစ်တယ်။နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ၅ပွဲလောက်ထိကိုနိုင်ရထားတာဖြစ်တယ်နော်။ဒီပွဲစဉ်တွေမှာတော့ပြန်ကြည့်မယ်ဆိုရင် तू ဟာအတင်းကြီးလေးလောက်ပဲရှုံထားတာတွေ့ရတယ်နော်။စပိန်လာလီကာထဲမှာဆိုရင်တင်းကြီးလောက်ပဲရှုံထားတာနော်။ဘလကနိုရဲ့လက်ရှိခြေသားကလည်း short တွက်လို့မရတဲ့အနေအထားမျိုးမှာရှိတယ်။အဲ့ဒါကြောင့်ဘလကနိုနေနဲ့ဒီနေ့ညမှာဝေးကွက်ရတဲ့ဘီလာကြီးရဲ့ ာနိုင်ပွဲရပါမလားကျွန်တော်ဒါစိတ်ဝင်စားအောင်ခေါင်းလက်ရှိဖွင့်ထားတဲ့ကြေးက1ပေါင်50ကုပေါင်းကြေး3လုံး50စာဒီပွဲတင်လေးကိုတော့ကျွန်တော်ကတော့ဘောလီကြေးလေးကိုလက်ရှောင်ခြင်းနဲ့ဘလီကာတို့ကလည်းလက်ရှိခြေသမ်းရမခေဘူးဆိုတော့ဒါဗီလာကြီးရဲ့နဲ့လည်းခြေစမ်းလက်ရှိနေထားရမတိမ်မရင်ဖြစ်နေတဲ့ဘောလီလေးကိုလက်ရှောင်ခြင်းနဲ့ကျွန်တော်ကုပေါင်းကောက်လေးရွေးချယ်ပေးခြင်းနဲ့ဒီနေ့ညဒါဗီလာကြီးရဲ့နဲ့ဘနကာတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ကဒီနေ့ညထပ်ပြီးတော့ဒါ ဘူပေါင်းကြီးလေးက3လုံး50စားစီသမင်သားလေးကလည်းမဒီနေ့ညဖွင့်လာတဲ့ခြေကဒီနေ့ညဘူကင်နေတဲ့နှစ်ဖက်ပေါင်းသွင်းကိုတွေထပ်မြင်ရဖို့ရှိပါတယ်เนาะဘလက်ကာလနာလည်းဝေးကွက်ကနေ900ရသွားဖို့မြင်ပါတယ်အဲကြောင့်မဘီလိုက်ကြီးကလည်းအင်ကွက်ကနေပြီးတော့900ရသွားဖို့လားလားမြင်ပါတယ်เนาะဒီပွဲစဉ်တော့ကျွန်တော်ဘူပေါင်းပေါ်ကြိုက်ပါတယ်ဝမ်ဝမ်ကစကြည့်ရမယ်ပွဲတပွဲလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်ကျွန်တော်ဘီလိုက်ကြီးရဲ့ဂိုးပေါ်ကြိုက်ပါတယ်ကျွန်တော်တော်တပွဲကိုသွားရမယ်ဆိုရင်ကျွန်တော်တို့ ဒီနေ့ညအင်္ဂလိပ်ပရီးမီးယားလိထာပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘန်လီနဲ့အာဆင်နယ်ဒီပွဲစဉ်မှာတော့အာဆင်နယ်ကနေပြီးတော့ဘန်လီကိုကြီးကျော်တာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ internet average ပေါက်ချင်းရကြည့်မယ်ဆိုရင်တော့အာဆင်နယ်ကနေပြီးတော့ကျွန်တော်တို့ဘန်လီကိုနှလုံး90စားတီကိုကျေးဖွင့်လိုက်တာတယ်ဂိုးပေါက်ချင်းလေးပါတော့၃လုံးကို90စားအာဆင်နယ်ကတော့ဒီနေ့ရာသီအင်္ဂလိပ်ပရီးမီးယားလိဖလားကိုချင်း6ထားလောက်ပြီဆိုတဲ့ခြေစမ်းမျိုးကို ပိုင်ဆိုင်ထားတာမျိုးတွေ့ရတယ်။လက်ရှိဘန်လေးကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်အားရစရာကောင်းတဲ့အနေထားမျိုးတော့မရှိဘူး။နောက်ဆုံးကံကလေးနှစ်ပွဲမှာတော့ရလက်ကောင်းနဲ့ပိုင်ဆိုင်ခဲ့တယ်။လီယိုတာတူးစီးနဲ့နိုင်ခဲ့ပြီးတော့ဝူကိုတာ2-3နဲ့နိုင်ခဲ့တယ်။ရှစ်ပွဲသစ်မှာတော့မက်ဆီဒီကိုဒါ5-1နဲ့ရှုံးပြီးတော့အက်စတိုမီလာကို2-1နဲ့ရှုံးထားခဲ့တယ်။ဒါ EFL ကပ်မှာတော့ဒါကာတစ်ကိုတော့ကျွန်တော်တို့1-2နဲ့ရှုံးတယ်။ နောက်ဆုံးတော့အင်္ဂလိပ်ပင်းများလေး Notre Dame ဘွယ်မှာဝင်ဝင်ကန်ထားခဲ့တယ်။ဒါကလက်ရှိဘန်လေးရဲ့အချိန်တွေပေါ့ဗျာနော်။ဘန်လေးကတော့ဒါကျွန်တော်ပြောမယ်ဆိုရင်ဒီကိုလိုတိရတိုင်းမှာအိတ်ဝဲဆွေမာကျော်ရဲ့အသင်းတွင်ဖြစ်တယ်။ဒါကြောင့်မို့လဲဒီနေ့ညအာဆင်နယ်ရဲ့ဘော်ဂျီင်းနဲ့ဂူပေါင်းကြီးကကွာဟာချက်လေးတွေရှိတယ်နော်။ဘော်ဂျီင်းမှာနှလုံး60စာဖွင့်လိုက်ပြီးတော့ဗျာ။ဂူပေါင်းကြီးလေးမှာ3လုံးကို60စာကြီးရဖွင့်လိုက်ထားတယ်။ဒီပွဲစဉ်ကိုသွားကြံကြည့်မယ်ဆိုရင်ဘန်လေးကိုဘူကီအနေနဲ့လုံးဝဂိုးမပေးထားတဲ့ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။ အာဆင်နယ်တစ်ဖက်တည်းကပဲဂိုးတွေရသွားလိမ့်မယ်ဂိုးမပြတ်အပြတ်ပဲစောင့်ကြရမယ်ဘော်ဂျီမအောင်အောင်ပဲစောင့်ကြရမယ်ဒီနေ့ညဘန်လင်းနေနဲ့အိမ်ကွေးကနေရသလားအာဆင်နယ်ကိုပိတ်ကစားသွားဖို့ကျွန်တော်အနေနဲ့မြင်မိတယ်မနစ်ကရာသီမှာတော့တွဲဆောင်ထားခြင်းမရှိပဲနဲ့2023 2024ရာသီမှာတော့ကျွန်တော်တို့ဘန်လင်းနဲ့အာဆင်နယ်နှစ်ကြော့တွဲဆောင်ခဲ့တဲ့အချိန်မှာအာဆင်နယ်ကဂိုးပြတ်တွေကြီးပဲအနိုင်ယူထားခဲ့ရမျိုးရှိတယ်နော်အာဆင်နယ်အိမ်ကွေးမှာ3-1အာဆင်နယ်ဝေးကွင်းမှာ C5 ဆိုတဲ့ရလတ်နဲ့ ဒါနိုင်ထားခဲ့တယ်2023 2024ရာသီမှာတော့နှစ်ကြော့လုံးမှာနှစ်ကြော့လုံးဂိုးပေါ်ခဲ့တယ်နှစ်ကြော့လုံးဂိုးပြတ်နိုင်ထားတဲ့အာဆင်နယ်နဲ့ဘန်လီရဲ့ယနေ့ညဖွင့်လှစ်ထားတဲ့ဂျီမှာတော့ဂိုးပေါင်းဂျီလေးမှာတော့တော်တော်လေးကိုပျော့ပြောင်းနေတယ်လို့တော်ထင်မသုံးသပ်မိတယ်အဲဒါကြောင့်မို့ဒီနေ့ညမှာကျွန်တော်ကတော့ဘိုဂျီလေးကိုလက်ဆောင်ပြီးတော့ကျွန်တော်ဂိုးပေါင်းအောက်လေးကိုရွေးချယ်ပေးခြင်းပါတယ်အာဆင်နယ်ဂိုးပေါင်းအောက်ကြိုက်ပါတယ်ဒီနေ့ညမှာတော့အဲကျွန်တော်နှစ်ပွဲရွေးချယ်ပေးပွားပြီပေါ့ဗျာနော် နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါစိတ်ပေါ်လီနဲ့မိုးချန်ကလာဘက်ရဲ့ပွဲစဉ်ဂျာမန်ဘူတစ်လီကလည်းပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးကြတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့စိတ်ပေါ်လီကနေပြီးတော့မိုးချန်ကလာဘက်ကို level ကိုပြား90ရှုံးဂူပေါင်းကျူးလေးမှာနှလုံး90အဲနှလုံးကိုရှုံးဒီကျေးဖွင့်လင်တာဖြစ်တယ်နော်စိတ်ပေါ်လီကတော့ဒါမိုးချက်ကလာဘက်ကိုကြေးပြန့်ဖွင့်လာတာဖြစ်ပါတယ်เนาะလက်ရှိရဲ့စိတ်ပေါ်လီရဲ့နေထားရ အရရလုံးဝမရှိဘူးတန်ပွဲဆုံး၅ပွဲလောက်ကပ်ပြီးွားရတဲ့၅ပွဲလုံးနိုင်ပွဲတစ်ပွဲမှမရရှိသားသေးဘူးဟော်မင်းအဲကိုတူးတူးကန်တယ်နော်ဖရန့်ဘက်ကိုတူးစင်းနဲ့ရှုံထားတယ်နောက်တစ်ကြိမ်ဖော်မင်းအဲနဲ့မှ Z3 နဲ့ရှုံတယ်ဝါတာဘမီကိုကျွန်တော်တို့1စီးနဲ့ရှုံတယ်လီဗာကူဆန်ကို1 2နဲ့ရှုံထားခဲ့တယ်စိတ်မော်လီရဲ့လက်ရှိခြေစဲရအရရလုံးဝမရှိဘူးတိုင်ပွဲဆုံးတာခုနှစ်ပွဲလောက်ကံပြီးွားရတဲ့နဲ့ကျွန်တော်အနေနဲ့အော့ဘက်တည်တင်းနေတာနိုင်ထားတဲ့2ပွဲနဲ့ ျန်တဲ့ပွဲစဉ်တွေအကုန်လုံးအရှုံးနဲ့တရေတွေပဲဖြစ်ထားတဲ့စိတ်ပေါ်လီနဲ့ဒီနေ့ညဘိုးချန်ကလာဘက်ကိုအင်ဂွေကနေပြီးတော့ level ကိုပြား90ရှုံချေးပြန်ဖွင့်လှစ်ထားတဲ့အနေအထားအရဒီနေ့ညစိတ်ပေါ်လီနိုင်ဂျေးလို့တော့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဘိုးချန်ကလာဘက်ကတော့ဒါသူပြိုင်ပွဲဆုံးနေငါးပွဲနောက်ဆုံးကန်ခဲ့တဲ့နှစ်မှာတော့ကျွန်တော်တို့ဘိုင်ယန်မြူးနစ်ကိုလည်းရှုံထားတယ်ပြည်ကျယူနန်ပါလင်ကိုလည်းရှုံးတာတယ်ဖရန့်ဘက်ကိုလည်းရှုံးတာခဲ့တယ် ဘေဘာကုဆင်ဝဝကန်တဲ့ဝါတာမီယိုဇီဖိုကန်ထားတဲ့သူ့ရဲ့ခြေဆိုင်ရာလက်ကတော့အားရစရာတိတ်ပြီးတော့မရှိဘူးနှစ်သင်းလုံးကတက်ပြက်နေတဲ့အနေထားမျိုးတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့ညနှစ်သင်းလုံးကနိုင်ပွဲတွေရအောင်ဒီနေ့ညအစွမ်းကုန်ကြိုးစားလာမယ်ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်စိတ်ပျော်လျားလဲအိမ်ဝင်းကနေ900တောင်းတော့မူချမ်းမူချမ်းကလာဘက်ကလည်းဝင်းကနေနိုင်ပွဲရအောင်ကြိုးစားရုံးကန်ရင်းနဲ့ဂိုးတွေရသွားမယ်ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်နော် အဲ့ဘွဲကဒီနေ့ရပွဲရတော့ကျွန်တော်ဘုံကြီးလေးကိုထပ်ပြီးတော့လက်ဆောင်ပြီးတော့ဂူပေါင်းဂူအောက်လိုရွေးချယ်ပြရမယ်ဆိုကျွန်တော်မူချန်ကလာဘက်နဲ့စိတ်မော်လီရဲ့ပွဲစဉ်ဂူပေါင်းအောက်ကိုဂူပေါင်းပေါ်ကိုထပ်ပြီးရွေးချယ်ပြခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဘုံကြီးမှာ level ပြား90ရှုံးဂူပေါင်းကြီးလေးမှာနှလုံးရှုံးဆိုတဲ့ဂျင်းမျိုးမှာတော့နှစ်ဖက်သွင်းကိုတွေထပ်မြင်ရမယ်ညာတညာလို့ထင်မြင်သုံးသပ်မိတယ်ဗျာနော်စိတ်မော်လီနဲ့မူချန်ကလာဘက်ပွဲစဉ်ဂူပေါင်းအပေါ်လေးကိုရွေးချယ်ပြခြင်းပါတယ်ဒါကြောင့်နေ့ညမှာတော့ ကျွန်တော်တူတူတုတ်တုတ်လေးပဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ဒီကိုလည်းစနေနေ့ဆိုတော့ပွဲစဉ်တွေအများကြီးဖြစ်တတ်ကြမလို့ဒါဟိုချိန်တွေအများကြီးပေးရမှာဆိုမြန်မြန်လေးပဲပြောပြပေးတာဖြစ်ပါတယ်ကဲနောက်တစ်ပွဲကိုကျွန်တော်တို့သွားပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါအီတလီစီးရတာပွဲစဉ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ထားတာမျိုးလည်းရှိတယ်เนาะ อีเดดิซีรีส์เนี่ยปวยเซนตะปวยเนาะดีปวยเซนมาတော့ကျွန်တော်တို့နိုင်เนาะကျွန်တော်ជីနေជីထားလေးခြင်းလေးပေါ့ဒီနေ့ညမှာ ਉਡ င်းနေနဲ့အတ္တနဲ့တွေ့ဆုံมาဖြစ်လာတယ်เนาะအတ္တနေပြီးတော့ជីကြောပေးထားတာဖြစ်ပါတယ် ਉਡ င်းနေကိုအဲအတ္တနေជីကြောပေးထားတာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့အတ္တကအဝေးကွင်းရနေပြီးတော့ ਉਡ င်းနေကိုတလုံးကို90စာជីဖွင့်လှစ်ထားတာဖြစ်ပါတယ် ဘဝကြီးမှာတစ်လုံး50ကြာဖြစ်ပြီးတော့ဂူပေါင်းကြီးလေးမှာနှလုံးရှုံးစုတဲ့ခြေမျိုးဖွင့်လှစ်ထားတာဖြစ်ပါတယ်နော်လက်ရှိဦးဒီနီရဲ့ခြေသန်းခြေသာအရာကိုကြည့်မယ်ဆိုရင်သူ့အနေနဲ့လက်ရှိသတင်းတွေကနိုင်ပြီးတော့ Jupiter ကို3 1နဲ့ရှုံးထားတယ်ကကရိယာယုဘဝကံနဲ့ဆဆူလို3 1နဲ့ရှုံးထားတယ်ပြီးကြရဲ့ပြီးကြရဲ့နခရိုစီမွန်ဝမ်ဝမ်ကန်သားခဲ့တယ်နော်ဦးဒီနီခြေသန်းကတော့ဒါတိုင်ပွဲဆိုနောက်ဆုံးကြက်ခဲ့တဲ့၅ပွဲမှာတပွဲပဲအနိုင်ရရှိထားတာဖြစ်ပါတယ် တပွဲရတဲ့ဒါလက်ချီသင်းမျိုးကိုတွီးတူးနဲ့ကတ်နိုင်ထားတာဖြစ်ပြီးတော့ပြိုင်ပွဲဆိုတော့တော်တော်များများမှာတော့ဦးနင်းနေရာရလက်ပြီးစိုးွားနေတာမျိုးတော့တွေ့ရတယ်အတကတော့ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်ပြိုင်ပွဲဆုံးနောက်ဆုံးကန်ခဲ့တဲ့ကျွန်တော်တို့ငါးပွဲမှာဆိုရင်လက်ရှိအတရဲ့ခြေစမ်းပိုင်းကိုကျွန်တော်တို့တွားကြံကြည့်ရမယ်ဆိုရင်အတလည်းဒါထူနင်းတကူပေါင်းမယ်နိုင်ပွဲရရှိထားတာမျိုးမရှိဘူး ကျွန်တော်တို့အတ္တကိုသွားပြက်ကြည့်မဲ့ဆိုရင်ကိုမိုကိုစီစီကန်ထားပြီးတော့လာဇီကိုအကိုမိုဝဝကန်တဲ့လာဇီကိုစီစီကန်တဲ့နော်ချန်ပီယံလိမှာစတာဘတ်ကိုဒါစီစီကန်တဲ့ပြီးကြလို့ရှိရင်ဖရိုစီမွန်ကိုဝဝကန်တဲ့အစီမီလာဝဝကန်တဲ့အာအတ္တအနေနဲ့ဂျူပင်တာလည်းဝဝကန်ထားတယ်နော်ကျွန်တော်တို့ချန်ပီယံလိမှာတော့ရူချက်လို့တဲမျိုးတော့2-1နဲ့နိုင်ထားတာရလတ်မျိုးတော့တွေ့ရတယ်အတ္တအနေနဲ့ပြိုင်ပွဲဆုံးကျွန်တော်တို့ဒါ 6ပွဲလောက်ကံမြင့်တဲ့ဒေဗူနိုင်ပွဲတစ်ပွဲမှမရရှိသားအောင်ဗျာနော်တရေတွေပွဲတွေပဲအကုန်လုံးတရေပွဲတွေပဲကန်ထားကြတယ်အတားရဲ့လက်ရှိခြေစမ်းပိုင်းကတော့ဒါရှုံးပွဲမကြုံသေးတဲ့အတွက်တော့ဒါရလက်တွေဒါစိုးဝါးနေလို့တော့တိတ်ပြီးတော့ပြောလို့မရအောင်ဗျာနော်တရေပွဲတွေပဲခံခံထားတယ်လက်ရှိအဆင့်ကြားရမှာဆိုရင်တော့အတားနဲ့ဒါဦးဒီနေနဲ့ကမတိမ်မင်းဖြစ်တဲ့အတားကတော့အဆင့်9ဒါပွဲစဉ်9ထိလောက်ကိုကန်ပြီးသွားတဲ့အတား2ပွဲပဲနိုင်ထားတယ်9ပွဲထိတည်ကြထားတယ် ။ဦးရင်းနေကတော့ဒါသုံးဘွဲကံသုံးဘွဲတွေသုံးဘွဲရှုံထားတဲ့ရလတ်မျိုးနှစ်တင်းလုံးကတွေ့ဆုံကအဲတွေ့ရတယ်။ဒီဘွဲတွေလေးမှာတော့ဒီနေ့ကျမှဦးရင်းနေနေနဲ့လည်းပွင့်လိုက်လို့လို့ကိုးရထားတာမျိုးတော့ဖြစ်တယ်။တိုက်စစ်ကအလုံးဖြစ်ပေမဲ့ခံစစ်ပိုင်းမှာတော့ယူရင်းမှုတွေနဲ့တွေ့ရတယ်။ပွင့်လိုက်လို့လို့ကိုးရပြီးတော့ပွင့်လိုက်လို့လည်းဂူးပေးထားတဲ့အနေအားမျိုးလေးတော့တွေ့ရတယ်ဦးရင်းနေကနော်အတ္တလည်းထုံနှင်းတကောက်ပဲအတ္တကလည်းလက်ရှိဒါပြောမယ်ဆိုရင် သူ့အနေနဲ့ ဒီနေ့ညဦးဒီနေ့ကိုကိုးရပါမလားเนาะ AC Milan ဝမ်ဝမ်ကန်ထားခဲ့တဲ့ Crossimo ဝမ်ဝမ်ကျန်တဲ့ Lazio နဲ့ Starback ကိုတော့စည်းစည်းကန်ထားတဲ့အတ္တရဲ့ခြေစမ်းမှဒီနေ့ညဦးဒီနေ့ကိုဘလိုပဲဖြစ်ဖြစ်ကိုးရမယ်ညာတညာလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲဒါကြောင့်မလို့ဒီနေ့ညမှာဦးဒီနေ့နဲ့အတ္တရဲ့ပွဲစဉ်ကျွန်တော်ဘော်ရီလေးကိုလက်ဆောင်ပြီးတော့ဂိုးပေါအပေါလေးကိုရွေးချယ်ပေးကြပါလဲเนาะဒီနေ့ညကျွန်တော်ကတော့ဦးဒီနေ့နဲ့အတ္တပွဲ ဂိုးပေါက်အပေါ်ကြိုက်ပါတယ်ယနေ့ညကျွန်တော်ရွေးချယ်ပေးခဲ့တာ၄ပွဲဖြစ်ပါတယ်เนาะအာအတားနဲ့ဥဒိနစ်ပွဲစဉ်မှာဂိုးပေါက်ပေါ်စိန့်ပေါ်လီနဲ့မိုချန်ဂလာဘက်ပွဲစဉ်မှာဂိုးပေါက်ပေါ်အာစင်နယ်နဲ့အာစင်နယ်နဲ့ဘန်လင်းနဲ့ပွဲစဉ်မှာဂိုးပေါက်အောင်เนาะပြီးကြလို့ရှိရင်ကျွန်တော်တို့ဗီလာရီးရဲနဲ့ပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါက်အပေါ်လေးကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ဗီလာရီးရဲနဲ့ဘလာကာနိုရဲ့ပွဲစဉ်ဂိုးပေါက်အပေါ်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ယနေ့ည၄ပွဲမှာတော့ဂိုးပေါက် အပေါ်၃ဘွယ်ဂိုးဘောက်အောက်၃ဘွယ်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ယနေ့ညမှာတော့ဘော်ရီတော့ကျွန်တော်ရွေးချယ်ဖို့မရှိဘူးเนาะကျွန်တော်ယနေ့ညဂိုးဘောက်၉အောက်တွေကိုကျွန်တော်လည်းအားတန်နေတော့ကြောင့်မလို့ဂိုးဘောက်၃ဘွယ်ဂိုးဘောက်၃ဘွယ်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေအကြိုက်ချင်းတူမလာလိုက်စောပါဘလုံးပွဲတူတော့အပိုင်ဘူးမှမရှိပါဘူးဗျเนาะအပိုင်ချင်းတော့ရှိသမျှဒါပိုင်ဆိုင်မှုချရောက်ပြီးတော့ကျွန်တော်လောင်းလိုက်ပေါ့ဗျာနော်ဒါပေမဲ့အကောင်းဆုံးတော့ဂျင်းနေဂျင်းထားရလေးကိုတေချာပွဲမလာခင်တည်းကလူနေ ကျေးထည်လက်ရှိအတင်းနေထိုင်အတင်းရလေးတို့လက်ရှိခြေသမိုင်းတို့ကြည့်ပြီးတော့တုံးတက်ပေးတဲ့အတွက်ကြိုက်နေတက်မှာလားလိုက်ဆော့ပါအကြိုက်ချင်မှာလားလိုက်ဆော့ပါအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ဒီနေ့ဆုမကောတောင်းလိုက်ပါတယ်ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok channel လေးကိုလည်း like and subscribe လေးတွေနည်းနည်းလုပ်ပြီးတော့ share ရလေးတွေနည်းနည်းလုပ်ပေးသွားပါအောင်ဒီကိုအတွက် like and subscribe အပတ်မကြည့်ပဲကြောအတွက်ဒါအင်အားတစ်ခုဖြစ်တော့တဲ့ကြောင့်မလို့ YouTube channel လေးကို like and subscribe လေးနည်းနည်းလေးလုပ်ပေးကြပါအောင်ဗျเนาะအကောင်းဆုံးကြိုးစားရပါတယ်ယနေ့ည Telegram channel မှာမောင်းကတ် နှစ်ကပ်သုံးကပ်လောက်နှစ်ကပ်သုံးကပ်လောက်ကိုရွေးချယ်ပေးမှာဖြစ်ပါတယ်နှစ်ပွဲကောင်းလောက်ကိုရွေးချယ်ပြီးတော့တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီညပွဲများတဲ့အတွက်ကြောင့်မို့လို့ Telegram channel လေးကိုလည်း like join လုပ်ရပါတယ် YouTube channel ရဲ့ comment အောက်မှာ Telegram channel ကိုချပါရရလဲကျွန်တော်ရှိမှ online account လေးတွေကိုယုံကြည်စိတ်ချသွား like ကစားလို့ရပါတယ်မြန်မာငွေ9000ထိုင်းဘတ်ငွေ100နဲ့စပြီးတော့အကောက်ဖွင့်ထားအကောက်ဖွင့်ကစားလို့ရပါတယ်အကောက်ဖွင့်ပြီးအကောက်ဖွင့်မယ်ဆိုရင်ဒါငွေကြိုရင်းကြိုတိပေးကြမလို့ပါဘူး ။အရင်လေးလာတုံးတက်ပြီးတော့မှကြိုက်နဲ့တက်မှဒါကောက်ဖွင့်စောပါ။စိတ်ဆိုင်မကြောက်ဆိုရင်မစော့လည်းဒါလည်းရပါတယ်ခင်ဗျာနော်။လေးလာရင်လေးလာလို့ရပါတယ်။အားလုံးပဲစနေနေ့မှာပေါင်းနေပြကြပြီးတော့အနိုင်ငွေတွေမြင်မှထုတ်နိုင်ကြပါစေ။မောင်းတွေလည်းပေါင်းကြပါစေ။ Subscriber တယောက်ချင်းတိုင်းတာယာလှပတဲ့နေ့တစ်နေ့လို့ပိုင်ဆိုင်ကြပါစေ။အားလုံးပဲကိုလက်ပါ။